မင်္ဂလာပါပရိသတ်ကြီးတို့ကျွန်တော်တို့ရဲ့မြန်မာ sport media ကနေကြိုးဆိုလိုက်ပါတယ်ရှင်ခုတင်ဆက်ပေးချင်တာကတော့နောက်ဆုံးရအမြန်ခင်သတင်းစတိုရီပဲဖြစ်ပါတယ်ရှင်ဒီနေ့နဲ့အစောပိုင်းကကစားခဲ့တဲ့ Premier League ပွဲစဉ်ဒီမှာ Arsenal အသင်းက Fulham ကို2-0ကိုအနိုင်ရခဲ့ပြီး Wolf ကလည်း West Ham ကို1-0နဲ့အနိုင်ရခဲ့ပါတယ် Spain Copa del Rey Semi-final မှာတော့ Real နဲ့ Sociedad တို့အချိန်ပိုအထိ4-4နဲ့တည်ကြခဲ့ပြီးတော့နှစ်ကြော့ပေါင်းရလနဲ့ Real ရဲ့ final တက်လှမ်းသွားပါတယ် ကိုပါအီတာလန်စီမီမှာတော့ဘိုလော့နာကအမ်ပိုလီကိုသုံးခုပြန်နိုင်ရခဲ့တယ်လို့ဖြစ်သက်ကိုပါစီမီမှာလည်း PSG တို့ဒန်ခွတ်ကို2-4နဲ့အနိုင်ရခဲ့ပါတယ်။ဂျာမန်ပုတ်ကဲစီမီမှာတော့လီဗာကူဆင်တို့အာမီနီယာအသင်းကို2-1နဲ့ရှုံးခဲ့တာကြောင့်ဖိုင်နယ်တက်လန်ခွင့်ဆုံးရှုံးခဲ့ပါတယ်။နော်တင်ဟမ်ကယူနိုက်တက်ကိုအင်ကွဲမှာအနိုင်ယူပြီးသူတို့ရဲ့ချန်ပီယံလိဝင်ခွင့်မျှော်လင့်ချက်ကိုဆက်လက်ထိန်းသိမ်းခဲ့ပါတယ်။ပွဲ15မိနစ်မှာတင်ကောင်တာကနေတဆင်နော်တင်ဟမ်ကိုဂိုးရခဲ့တာပါ။ ယူနိုက်တက်ကစားသမားဟောင်းအီလန်ကာကကိုကွင်းဘက်ကချမ်းသာနေပြီးတော့တယောက်တည်းဘောလုံးနဲ့ဆွဲပြေးတကူရောရေးချင်းနဲ့နော်တင်အတွက်ဂိုးသွင်းပေးခဲ့တာဖြစ်ပါတယ်ဒီသွင်းကိုကလည်းဒီပွဲအတွက်တလုံးသေးသောသွင်းကိုပါယူနိုက်တက်ကတော့ပြိုင်ပွဲဆုံးနောက်ဆုံး9ပွဲဆက်အရှုံးခွင့်မရှိတာကအခုနိုင်ငံတကာရက်သက်ပတ်ပြီးပထမဆုံးပြန်ကစားခဲ့တဲ့ပွဲမှာရက်တန့်သွားခဲ့ရပါတယ်မယူတဲ့နီးပြအမောင်ရင်ကတော့ forest ကိုရှုံးခဲ့တဲ့ပွဲပြီးအသိရဲ့အရေးသွေးမပြေဝပုံကိုပြစ်တင်ပြောဆိုသွားခဲ့ပါတယ် ခုခံကိုတိုးဝမ်းနေနိုင်ခဲ့တဲ့ပွဲမှာပြန်လည်ပါဝင်လာခဲ့တဲ့စာကာရဲ့အရေးပါမှုကိုအသင်း for rice ကအချီးကျူးသွားခဲ့ပါတယ်။မန်ယူသင်းကအခွင့်အရေးကစားသမားလေး main no အတွက်ယူရိုတန်50အနည်းဆုံးသတ်မှတ်ထားကြောင်းလည်းတင်ရရှိပါတယ်။ Atletico Madrid အသင်းကအငှားထွက်ကစားနေတဲ့မန်ယူအသင်းတောင်ဝင်ကစားသမား Anthony ကိုခေါ်ယူဖို့စီစဉ်စားနေပါတယ်။ Sorry Club Anasa အသင်းကလည်း Wilson ကိုလည်းလို့ Cotas ကိုစာချုပ်ဖြတ်သိမ်းခြင်းပေါင်85တန်တီပေးချေခေါ်ယူဖို့ပြင်ဆင်နေပါတယ်။ မန်ယူသင်းကတော့ AC မီလန်အသင်းကိုးသမားမိုက်ကနန်ကိုခေါ်ယူဖို့စောင့်ကြည့်နေပြီးအိုနာနာကိုရှင်းထုတ်လိုနေပါတယ်။အမော်ရင်ရဲ့အခွက်ဆန်းထွင်မှုကစားသမားဟောင်းအီလန်ကာရဲ့အတလုံးနဲ့တော့ကိုယ်နဲ့ရှုံးပွဲတွေ့ခဲ့တဲ့ United ရဲ့အကြောင်းကိုဆက်လက်ရှင်းတင်ဆက်ပေးခြင်းပါတယ်။အခုပွဲမှာအမော်ရင်ကလူနီယာအပြောင်းလဲတစ်ချုပ်လုပ်ခဲ့ပြီးဂိုးပေါက်ပြန်တွေ့နေတဲ့ဝိုင်လန်ကိုအရန်ခုန်ပုတ်ပြီးတော့အထောင်တိုက်စင်မှာဇက်စီဖရူနိုဘာနာဒက်စ်ကို Love နံပါတ်30အဖြစ်ပြန်သုံးခဲ့ပါတယ်။ စက်စီက tight space တွေမှာမကစားတက်ပင်နေပြီးခဲ့တဲ့ပွဲတွေတုန်းကဘယ်ကျမ်းမှာတော်တော်လေးခြေဆွမ်းပြကစားနိုင်ကောင်ကိုတည်ရနေအမောင်ရင်ကအထောင်တိုက်စစ်ဖြစ်ပြန်ထားခဲ့တာကမှားရွေးပါတယ်။နောက်ပြီးတော့ Bruno Fernandes ကနံပါတ်8နံပါတ်30ပုံစံ hybrid ကစားရတာပိုကောင်းပြီးတိုက်စစ်ဘယ်ကျမ်းညာကျမ်းထွက်ရင်ကွင်းထဲပိုင်းဖန်တီးမှုတိတိတတ်တာအားနည်းလို့ရှိပေမယ့်အမောင်ရင်ကဘယ်ကျမ်းမှာကစားခိုင်းခဲ့ပါတယ်။ပွဲစလို့၄မိနစ်ကျော်ကြာမှပဲ United လူငယ်ကစားသမားဟောင်းအီလန်ကာက ။တကူတော့အစွမ်းနဲ့ဘောလုံးဆွဲပြေးပြီးတော့အနစ်ကန်ကျတဲ့အဖွင့်ကိုသွင်းပြီးတရားသည့်ပြိုင်ပွဲဆိုမှာ United တို့ပြိုင်ဘက်ကိုအဖွင့်ကိုပေးခဲ့ရတာက23ဂိုးတိရှိလာတာကြောင့် Premier League Club တွေထဲမှာ Leicester 25ဂိုးပြီးအဆိုးရွားဆုံးပါပဲ။ဒါပေမဲ့အဲ့ဒီနောက်ပိုင်း United ကစားပုံမှာကျင်းနေဆရာကောင်းပြီးပထမပိုင်းမှာ5ပေါက်ကန်ချက်10ချိန်ဒီပြလုံနိုင်ခဲ့ပြီးမြဲ Bitchan တွေဖန်တီးနိုင်မှုကအားနည်းခဲ့ပါတယ်။ Nottingham Forest ကတော့900ပြီးနောက်ပိုင်းခန်းစစ်ကိုပဲအဓိကဦးစားပေးပြီးတော့တံပြန်တိုက်စစ်တွေနဲ့သာတုံ့ပြန်ခဲ့လို့ ပထမပိုင်းတစ်ပိုင်းလုံးကိုပေါက်ကန်ချက်၃ချိန်သာရှိခဲ့ပါတယ်။ဒုတိယပိုင်းမှာ United အသင်းကစားဝင်ကြာဆင်းလာပြီးအမှားများပေမဲ့ Nottingham Forest ကလည်းပွဲကိုထိန်းချုပ်ဖို့သာကြိုးစားခဲ့တာကြောင့်အခွင့်အရေးကြီးကြီးမားမားမဖန်တီးနိုင်ခဲ့ပါဘူး။ပွဲပြီးကန်ဒီမှာအမော်ရင်က Ariston Hat တုံးကလိုပဲ McGuire ကိုတိုက်စစ်မှာဝိုင်လန်းနဲ့တွဲပြီးတော့ကစားခိုင်းခဲ့သလို Bruno Fernandes ကိုခန့်စစ်စင်ကစားစီပြီးအဲ့ဒီလိုကြောင်တောင်တောင်ဤပြောဟာကိုဘယ်လိုစိတ်ကူးမျိုးနဲ့အသုံးပြုရလဲဆိုတော့မတွေးထအောင်ပါပဲ။မကွိုင်းရရဲ့အနီးကပ်ပိတ်သွင်းကန်ချက်တစ်ချိန်ကိုရဖို့လေးစားခဲ့ပြီးမြင် နော်တီယန် Forest နောက်ခံ Morello ဂိုးစီနာကနေရှင်းထုတ်နိုင်ခဲ့တာကြောင့် United ညှနာခဲ့ရပါတယ်။အခုပွဲမှာ United တို့စုစုပေါင်းဂိုးကန်ချက်24ချိန်ထိပြုတ်လုခဲ့ပြီး DR The Premier League မှာဂိုးပေါင်းကန်ချက်အများဆုံးပြုတ်လုနိုင်ခဲ့တာဖြစ်ပေမဲ့လည်းလိုအပ်တဲ့ခြေပကိုမသွင်းနိုင်တဲ့ကြောင့်ရှုပ်ပွဲပြန်တွေ့ခဲ့ပါတယ်။ဒီရသည် Premier League ပွဲစဉ်30အပြီးမှာ United တို့အားအသင့်စရာကောင်းလာအောင်လည်းတစ်ခါမှနှစ်ပွဲဆက်တိုက်နိုင်မရသေးပါဘူး။ Nottingham Forest ကတော့ Premier League သမိုင်းတစ်လျှောက် United ကိုပထမဆုံးအကြိမ်ဖြစ်အိမ်ကွင်းအဝေးကွင်းနှစ်ကြော့စလုံးနိုင်ရခဲ့ပြီး အခုဆိုရင်အဆင့်၄နေရာကချက်စီကိုရှစ်မှန်ဆင်ငါးနေရာကလက်ရှိချန်ပီယံမန်စီးတီးကိုကိုမန်တီဖျက်ထားနိုင်ပြီဖြစ်တာကြောင့်ချန်ပီယံလိဝင်ခွင့်ရကိုမျှော်လင့်ချက်ပိုအားကောင်းလာပါပြီ။ဒဏ်ရာကြောင့်ဒီဇင်ဘာကလေးကအနားယူနေခဲ့ရတဲ့ဆာကာကဟူဟန်အသင်းနဲ့ပွဲစဉ်မှာအာဆင်နယ်အသင်းအတွက်ပါပါဝင်နိုင်ခဲ့ပြီးတော့ပြန်ပါဝင်နိုင်ခဲ့ပြီးတော့ဂိုးသိမ်းယူခဲ့ပါတယ်။ဆာကာကဂိုးသိမ်းယူပြီးမှအာဆင်နယ်အသင်းစီအဖွဲ့ဝင်တွေစီတွားရောက်ခအောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ရီယယ်အသင်းကနောက်ခံလူရူတီကာရဲ့အချိန်ပိုမှာ တွင်းယူထားတဲ့ governance ပေကိုပါတရေးဖလားဘောလူပွဲကိုတက်ရောက်နိုင်ခဲ့ပါတယ်။ semi final ဒုတိယကြော့အဖြစ် real နဲ့ society အသင်းကိုကစားခဲ့ရပွဲချိန်အတွင်းမှာ society အသင်းကဒီကုတ်သုံးခုနဲ့အနိုင်ရရှိခဲ့တာပါ။ပထမကြော့ပွဲစဉ်မှာ real အသင်းကဒီကုတ်ကိုရှင်းနေအနိုင်ရခဲ့တဲ့အတွက်တက်ကြော့ပေါင်းရလတ်လေးကိုစီတည်ကြနေလို့အချိန်ပိုဆက်ပြီးရှင်းပြန်ခဲ့ရပါတယ်။အချိန်ပုံမှာတော့ရူဒီကာကရီယဲအသင်းအတွက်အပိုတန်သွင်းကိုယူပေးခဲ့တာကြောင့်ရီယဲအသင်းနှစ်ကြော့ပေါင်းရလ၅ခု၄ခုနဲ့နိုင်ရပြီးဘောလုံးပွဲကိုတက်နိုင်ခဲ့တာဖြစ်ပါတယ်။ လီယိုနယ်မန်စီရဲ့အရေးလိုအမြဲကပ်ပါနေတဲ့ကိုရန်တော်ရာစင်းကနောက်ပွဲတွေမှာကွင်းပြင်နာကနေမက်ဆီကိုဆုံးရှောက်ပေးနိုင်တော့မှာမဟုတ်ပါဘူး။မေဂျာလီရဲ့စီးမြင်အသစ်တွေကြောင့်ရာစင်းကိုကွင်းပြင်နာမှာရှေ့ခွင့်ပြုမနေတော့ဘူးလို့တရားဝင်ကြောင်းကြားလာပါတယ်။ဘာကြောင့်ဒီလိုစီးမြင်အသစ်ထွက်လာလဲဆိုတာတိတိကျကျမသိရသေးပါဘူး။ဘာစင်းကတော့ဒီဆုံးပြချက်နဲ့ပတ်သက်ပြီးသူရဲ့ခန်းစားချက်ကိုကိုယ်ဝင်လင်းလင်းပြောပြသွားပါတယ်။ကျွန်တော်ဥရောပမှာ9နှစ်ကြာဒီလုပ်ကိုလုပ်ခဲ့တယ်။အဲ့ဒီမှာတော့ငါ6ရောက်ပဲကွင်းလေးကိုဝင်လာတာကိုရင်ဆိုင်ခဲ့ရတယ် အမေရိကန်မှာတော့လာပေါင်း20အတွင်း16ရောက်ထိကွင်းလေးကိုရောက်လာခဲ့တာပါကျွန်တော်တော်တော်ပြဿနာမရှိပါဘူးကျွန်တော်ကမက်ဆီကိုကူညီပေးချင်အောင်ပါပဲဒီလိကိုကျွန်တော်ချက်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အလုပ်အတူတူလုပ်ဖို့လိုပါတယ်ပရောပါမှာကျွန်တော်မှာအထွေထွေအများကြီးရှိခဲ့ပါတယ်လို့ယာစင်ကဆိုပါတယ်ယာစင်ရဲ့စကားကိုနားထောင်ကြည့်ရင်အမေရိကန်မှာကွင်းလေးထဲကိုဝင်လူဝင်ရောက်မှုကဥရောပထက်ပိုများပုံရပါတယ်ဒါကြောင့်ယာစင်အနေနဲ့မက်ဆီကိုပိုပြီးဂရုတစိုက်စောင့်ရှောက်ချင်တာဖြစ်နိုင်ပါတယ်အခုလိုစီးမြင်းတဲ့ထွက်လာတဲ့အတွက်မက်ဆီရဲ့အလုံးစုံရေးအတွက် ဘယ်လိုပြောင်းလဲတွေဖြစ်လာမလဲဆိုတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။အခုလိုမျိုးနိုင်ငံတကာဘောလုံးသတင်းအားလုံးကိုတနင်္လာနေ့မှာစောစောလေးလေးကြည့်ရှုနားဆင်ဖို့ကျွန်တော်ရဲ့မြန်မာစပေါ့မီဒီယာ YouTube channel လေးကို like and subscribe လုပ်ပြီးတော့အားပေးကြပါအောင်နော်။ပြည်သူကြီးနောက်တစ်ပြောချင်တာက Facebook မှာလည်းကျွန်တော်တို့ရဲ့မြန်မာစပေါ့မီဒီယာ page ကနေ၄၀ဘောလုံးသတင်းတွေကိုပုံမှန်သင်ဆက်ပေးနေတာဖြစ်လို့ Facebook page ကိုလည်း like and follow လုပ်ထားနိုင်ပါတယ်နော်။ဘောလုံးချစ်ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။